ောကဤမာလေးမှတ်ထားတရားဟောလို့ဩဝါဒပေးလို့မရတဲ့လူ၅မျိုးရှိတယ်အဲ့ဒါပါလဲဆိုနံပါတ်၁မာနကြီးတဲ့လူနံပါတ်၁ပါလဲမာနသိကြီးတဲ့လူတရားဟောလို့မရအောင်ရှင်းလားဟုတ်ဒုပရိသတ်ကမာနမရှိလို့အခုဒီမှာတရားလာနာကြတာဟုတ်မလားဟဲ့ဒီလူနဲ့တတိယတပြိုင်နက်ထိုင်တာငါလည်းတန်လို့လားဒီလူလားဟဲ့အဲ့ဒါလူဆိုဒီမလာဘူး လာမလားဟဲ့မလားတဲ့တမာနာကြီးတဲ့သူတဲ့နှစ်အာဃာတကြီးတဲ့သူနှစ်ကပါလဲဟဲ့အာဃာတကြီးတဲ့လူလက်စားချီဝါနာကိုအများနဲ့လက်ကင်ထားတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှတရားဟောလို့မရအောင်ခေါ်လည်းပဲရှိတယ်မမတဲမနောက်ွယ်တဲ့လွှတ်ချက်လောက်တာဟုတ်လားဟဲ့ဒါကြောင့်အာအာဃာတကြီးတဲ့သူတုံအာနာယူတဲ့သူတဲ့တုံးရပါလေအာနာယူတရားဟောလို့မရဘူးဗျာ ူအာနာယာရေးတော့ပဲသူကစိတ်ကူးနေတာပဲဟုတ်လားဟေ့သုံးအာနာယူတဲ့လူလေးကလေးတဲ့လေးရပါလားဟေ့ကလေးကလေးကနှစ်ချီတွဲလောင်ဘုမသိဘာမသိဟုတ်လားအကောင်းပြောမှမသိအဆိုးပြောမှမသိနဲ့သူ့ကြိုးကိုကြိုးဘာမှမသိပဲနဲ့အဲ့ဒီကလေးနှစ်ချီတွဲလောင်တငယ်နဲ့စားအကလေးဘလို့မှတရားဟုတ်လို့မရဘူးလေကလေးနမငါအယူတဲ့နမငါပါလေအယူသွားတရားဟုတ်လို့ရမလားအဲ့ငါမျိုးတွေမှာတို့ယောဂီတွေဘယ်တည်းမှာပါတော့မပါဘူးဗျာ 罢了。